ရွေးမလုံရဲ့လက်စားချေမှုရောက်လာပြီတောင်ကိုရီးယားမှာရှီကျင့်ဖင်ရဲ့အားနည်းချက်များအသက်ပေါ်လာတဲ့အကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရွေးမလုံရဲ့ဝိငင်ဟာကဘာကူလှလှမရှိုးတဲ့သတင်းစကားတစ်ခုကိုပေးပို့ခဲ့ပါတယ်ကလန်ကာနောက်ကွဲမှာအလုံးလုံးနေတဲ့သူတွေဟာနောက်ထပ်ပုံကွယ်နေလို့မရတော့ဘူးလို့သူကပြောပါတယ် သူတို့ကအပြက်ပေးမဲ့အချိန်မကြာခင်ရောက်လာတော့မယ်လို့လည်းပြောခဲ့ပါဗျ။ဒါအပြင်စီဂျင်ပင်နဲ့ထရမ့်တို့တွဲဆုံမှုကအာနာရဲ့အမှန်တရားကိုပြသလိုက်တယ်လို့သူကဆိုပါဗျ။ရှိချင်းဖင်ဟာတကယ်အာနာကိုစက်ကင်ထားနိုင်သီလားဒါမှမဟုတ်အပင်ပန်းမှသာအစွန်းထက်တယောင်ရှိနေသလားဆိုတာကိုပြသလိုက်မယ်လို့လည်းပြောခဲ့ပါဗျ။စတုထအကျင်းအပြည့်အဝအစီအဝေးကာလအတွင်းမှာရှိချင်းဖင်ကိုတိတ်တဆိတ်ဖယ်ရှားခဲ့ပြီးတဲ့နောက်သူ့ရဲ့ပရမဆုံစမ်းသပ်မှုပေါ်လာပါဗျ။ဒါကတော့တောင်ကိုရီးယားမှာသမရထရွန်နဲ့တွေ့ဆုံခြင်းပါပဲ။ ဒါပေမဲ့ဒီအစည်းအဝေးဟာရခိုင်ကအစည်းအဝေးတွေနဲ့မတူဘဲထူဆန်းနေခဲ့ပါတယ်။ဒီတူတောင်းတဲ့တွေ့ဆုံမှုမှလူအများအပြားကမိခွန်းတစ်ခုတည်းကိုမိခဲ့ကြပါတယ်။ရှီကျင့်ဖင်ကနိုင်တာလားထရမ်နိုင်တာလား။ရှီကျင့်ဖင်ဟာတကယ်အာနာကိုဆက်လက်ပိုင်ဆိုင်နေသေးသလား။ဒါမှမဟုတ်ရုပ်သေးရုပ်သားဖြစ်သွားပြီလား။ဒီအချိန်မှာတော့ရွံမလုံအမှုဟာကဘာတဝန်းကအာယုံစိုက်မှုကိုဆက်လက်ဆွဲဆောင်နေခဲ့ပါတယ်။ရွံမလုံဟာသူ့ရဲ့နတ်နာသူဘဝအကြောင်းကိုမျှဝေဖို့အတွက်မတူငေတဲ့ဝိငင်လမ်းကြောင်းတွေကိုအသုံးပြုခဲ့ပါတယ်။ ရာဇဝတ်မှုတွေရဲ့နောက်ွယ်ကတကယ်လို့တွေကိုဖော်ထုတ်ခြင်းတယ်လို့သူကပြောခဲ့ပါတယ်။ Whispers of the Andromeda Galaxy လို့နာမည်ပေးထားတဲ့ကိုပိုင်မီဒီယာအစီအစဉ်တင်ဆက်သူတို့ကစက်တင်ဘာလမှာရွေးမလုံစီကဝိငင်ရေးရာ message နှစ်ခုလက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်။အော်တိုဘာလ16ရက်နေ့မှာတော့တတရားမြောက် message ကိုလက်ခံရရှိခဲ့ပြီးဒါကတခြား message တွေနဲ့လုံးဝကွဲခြားတယ်လို့သူကပြောပါဗျ။ တီမက်ဆိတ်မှာတော့ရွေမှန်လုံရဲ့ဝိငင်ကသူဟာအမောင်ထဲမှာမနေတော့ဘူးလို့ဆိုပါတယ်။သူဟာကောင်းကင်နဲ့မိကြီးကြားကနေရာတစ်ခုကိုတက်လှမ်းခဲ့ပြီလို့ပြောခဲ့ပါတယ်။သူလွတ်လွတ်စွာလှူရှားနိုင်ပြီးပူမြင့်မာတဲ့ပုံကိုယ်တွေနဲ့စကားပြောနိုင်ပြီလို့ဆိုပါတယ်။အခုစင်တော့တရားမျှတမှုအတွက်စကားပြောနိုင်ပြီလို့လည်းပြောခဲ့ပါသေးတယ်။သူရဲ့စကားသံတွေကတင်ငင်ပြိမဲ့ခိန်မာနေခဲ့ပါတယ်။ ရွေမလုံးရဲ့ message မှာအသေးစိတ်မရှိပဲတခြားသူတွေကိုနှိပ်စက်ပြီးဘဝတွေကိုဖျက်ဆီးခဲ့တဲ့သူတွေဟာမကြခင်မှာတော့ဘုရားသခင်ရဲ့တရားစီရင်ခြင်းကိုရင်ဆိုင်ရတော့မယ်လို့ပါရှိပါတယ်။ကောင်းကင်ကသူတို့ရဲ့ရာဇဝတ်မှုဝန်ထုတ်ဝန်ပိုးတွေကိုထမ်းပိုးစေလိုက်မယ်လို့ပြောခဲ့ပါတယ်။တချို့ကယူသွားနိုင်တယ်လို့လည်းဆိုပါတယ်။တချို့ကတော့ကိုကိုကိုတတ်သိသွားနိုင်ပါတယ်။ထွက်ပြေးဖို့စူးစားသူတွေလည်းလွတ်မြောက်မှာမဟုတ်ဘူးလို့ဆိုပါတယ်။သူတို့ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေဟာဘလောက်ပြင်းထန်တယ်လဲဆိုတာသူတို့သိကြတယ်လို့ပြောခဲ့ပါဗျ သူတို့ဟာလူအများအပြားရဲ့ဝန်ထုတ်ဝန်ပိုးကိုထမ်းထားရတယ်လို့ဆိုပါတယ်တယောက်နှစ်ယောက်မဟုတ်ပဲ10ယောက်အယောက်20ဒါမှမဟုတ်အဲ့ဒီထက်မကလို့ပြောခဲ့ပါတယ်အမှန်တရားဟာနှစ်အလင်းရောင်ထဲမှာပေါ်လာလိမ့်မယ်လို့ဆိုပါတယ်ရာဇဝတ်မှုတိုင်းကိုမြင်တွေ့ရလိမ့်မယ်သူတို့ကိုအပြစ်ပေးမဲ့အချိန်ရောက်လာပါပြီပါဝင်ပတ်သက်သူပဲနှစ်ယောက်ရှိတယ်လေလို့တယောက်ကရွေးမှန်လုံကိုမိတဲ့အခါမှာတော့73ယောက်ဒါမှမဟုတ်14ယောက်ဝန်းကျင် ရှိတယ်လို့ပြီးခဲ့ပါတယ် သူတို့တူးချင်းစီမှာပြင်းထန်တဲ့အပြစ်တွေရှိပြီးသူတို့တီးကြတယ်လို့ပြောခဲ့ပါတယ်။သူတို့ဟာတရုတ်ပြည်ရဲ့ခက်သက်ဘရင်တွေရဲ့မျိုးဆက်တွေလို့သူတို့ကိုသူတို့ယုံကြည်ကြတယ်လို့ဆိုပါတယ်။မာနကြီးမှုကြောင့်ရစ်စစ်မှုနဲ့မာနမှာအပြန်အဆိုင်လုပ်ခဲ့ကြတယ်လို့ပြောခဲ့ပါတယ်။သူရဲ့စကားတွေကအရေးကြီးတဲ့သဲလွန်စတစ်ခုကိုပေးခဲ့ပါတယ်။ရှေချင်းဖြင့်ဟာဒီနေ့ခက်ရဲ့စစ်မှန်တဲ့ e-grip ဖြစ်ရင်သူ့အောက်ကဘရင်တွေဟာနိုင်ငံရေးဘီရိုအမေရန်ကုမ္ပဏီလိုမျိုးဖြစ်နေပါတယ်။ ရွေမာလုံအမှုဟာကွန်မြူနတီပါတီရဲ့အမြင့်ဆုံးအစ်စ်နဲ့တရိပ်ဆက်ဆက်နေပါတယ်။ဒါအပြင်တရုတ်နိုင်ငံကအနေရောင်မြင်းမျိုးမျိုးနယ်မိသားစုများစွာပါဝင်ပတ်သက်နေပါတယ်။ဒါဟာကောလာဟာလမဟုတ်ခဲ့ပါဘူး။ဥပမာအားဖြင့်တရိပ်ထားရှင်းချီတရုတ်ဆောင်တိုင်ကြားနဲ့တညုံမီဒီယာဥက္ကဋ္ဌချိုက်ကျွန်းတို့ဟာတိုင်ချီရဲ့သွေးသားတော်ဆက်သူတွေလို့ယုံကြည်ရပါတယ်။ဒါအပြင်လီမင်ဟာဝန်ကြီးချုပ်ဟောင်းလီဖန်ရဲ့မိဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့်သူတို့တွေဟာတကယ့်ကိုဘယင်တွေရဲ့မျိုးဆက်တွေဖြစ်ပါတယ်။ရွေမန်လုံကဒေလိုတွေဟာသူတို့ကိုသူတို့ဘယင်တွေလို့ထင်ကြတယ်။ခက်သက်တရုတ်ပြည်ရဲ့ဤဂရက်တွေအဖြစ်မြင်ကြတယ်လို့ပြောခဲ့ပါတယ်။ဒီအဖွဲ့ထဲမှာဤဂရက်ရဲ့ဆက်ဝိုင်းတစ်ခုရှိပါတယ်။သူတို့ရဲ့အကာအကွယ်ရဖွဲ့အတွက်တခြားသူတွေအများအပြားသူတို့ပဝန်းကျင်မှာစုယုံနေတတ်ကြပါတယ်။ဒီအကာအကွယ်ကြောင့်သူတို့ဟာရက်ဆက်တဲ့လုပ်ရက်တွေနဲ့လူသက်မှုတွေကိုတောင်ကျူးလွန်နိုင်ခဲ့ပါတယ်။သူတို့ကိုလိုက်နာတဲ့နောက်လိုက်တွေကလည်းအကြမ်းဖက်မှုကိုနှက်သက်ကြပါတယ်။ သူတို့လုတ်ခဲ့တာတွေအတွက်ပေးဆက်ရမယ့်အချိန်ရောက်လာပြီလို့ရွေမလုံးကပြောခဲ့ပါတယ်။သူဟာတလင့်ထုံတန်းအရာတပ်ဖြတ်ခံခဲ့ရတဲ့ဆိုတော့ယုံကြည်ချက်နဲ့ပတ်သက်ပြီးလဲရွေမလုံးကမက်ဆေ့ချပေးခဲ့ပါတယ်။တဲလွန်စတစ်ခုရှိပါတယ်လို့ပြောခဲ့ပါတယ်။သူတို့ဟာပူကြကြအသက်ရှင်ခြင်းလို့ဒါမျက်ထားတဲ့ဇက်ပူဇော်မှုတွေကိုအသုံးပြုခဲ့ကြတယ်လို့လည်းဆိုပါတယ်။သူတို့ရဲ့အလှည့်ကွက်တွေအလုပ်ဖြစ်တယ်လို့ထင်ခဲ့ကြပေမဲ့တရားစီရင်မဲ့အချိန်မရောက်သေးလို့ဒါဖြစ်တယ်လို့ပြောခဲ့ပါတယ်။သူတို့နဲ့မာနနဲ့ပူကြကြနေလေ သူတို့ရဲ့ကျွေးမိကပိုလေးလံလာလေးလေးဖြစ်ပါတယ်။နောင်တရာဘူးကောင်းကင်ကအခွင့်အရေးပေးခဲ့ပေမဲ့သူတို့ငင်းပယ်ခဲ့ကြပါတယ်။အခုတော့သူတို့ပေးဆက်ရမယ်လို့သူကပြောခဲ့ပါတယ်။ဒီဘဝမှာတင်မဟုတ်ပဲနောင်လာမဲ့ဘဝပေါင်းများစွာအထိဖြစ်ပါတယ်။ဘဝစပေါင်း20ဘဝအထိဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်။သူတို့ဟာပတော်မှငင်းချမ်းမှုကိုရှာတွေ့မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။မကြခင်မှာပဲတခြားဝိငင်ရေးရာကျွမ်းကျင်သူနှစ်ဦးကလည်းရွေးမလုံးစေးက message တွေလက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်။ တဦးကထိုင်ဝမ်မှာဖြစ်ပြီးနောက်တဦးကတော့ United Kingdom မှာဖြစ်ပါတယ်။ထိုင်ဝမ်ကနမိတ်ဖတ်သူကဝိငင်တန်တွေကိုမှတ်တမ်းတင်တဲ့ EVP နေပညာကိုအသုံးပြုခဲ့ပါတယ်။ရွေးမလုံဟာလီမင်နဲ့ဖန်ရှိဆိုတဲ့လူသက်သမားနှစ်ဦးကိုနာမည်တက်ပြုတ်ခဲ့တယ်လို့သူမကဆိုပါတယ်။ကြပြင်းချိုင်ချီကငွန်ကြတဲ့ဒလင်ထုံတန်းအရာသူ့ကိုတတ်ခဲ့ကြောင်းရွေမန်လုံကအတည်ပြုခဲ့တယ်လို့ပြောပါဗျ။တင်နောက်ွယ်ကအမျက်ဆုံးပုပ်ကူကတော့ရှေးချင်းပြင်းဖြစ်တယ်လို့သူကပြောခဲ့ပါဗျ။ UK မှာရှိတဲ့ Dai Williams လို့ခေါ်တဲ့ဘီရင်ဆရာမတူကတော့အနာကတ်မှာအပြစ်ပေးခံရမယ်ယူပါယုံတွေကိုမြင်ခဲ့တယ်လို့ဆိုပါတယ်။အပြစ်ရှိတဲ့သူတွေစီကို BN တွေကြားရောက်လိုက်မယ်လို့ပြောပါတယ်။စင်ခိုင်အိမ်တွေပေါ်ကလက်စီးလက်တာဈေးကြီးတဲ့ကားတွေကနေမိခိုမဲတွေထွက်တာကိုသူမှမြင်ခဲ့ရပါတယ်။ဘီကျင်းရဲ့ခေါင်းဆောင်မှုဌာနအပေါ်မှာကြီးကန်းတွေပြုံဝဲနေတာကိုလည်းမြင်ခဲ့ရပါတယ်။ကြီးကန်းတွေဟာအနာဘဝကိုဝိုင်းရံနေတဲ့မှောင်မိုက်တဲ့အဆွေအင်ကိုဆိုလိုပါတယ်။ ူမကအကျိုးနဲ့အကြောင်းနေရာမှဆိုတဲ့ဥပဒေရှိတယ်လို့ပြောခဲ့ပါဗျ။ရက်စက်တဲ့လုပ်ရတိုင်းဟာကိုယ်စီကိုပြန်ရောက်လာတတ်ပါဗျ။ဒီအပြင်ပြန်ရောက်မယ့်အချိန်ရောက်လာပြီလို့ပြောခဲ့ပါဗျ။ဒါအပြင်နာမည်ကြီးဖြိုဖီရေးသမားတဦးဖြစ်နိုင်ရင်အဲ့ဒီမီဒီယာကုမ္ပဏီကပဲဖြစ်နိုင်တဲ့သူဟာကုမ္ပဏီကိုဖျက်ဆီးမဲ့မိပွားဖြစ်လာနိုင်မယ်လို့လည်းပြောခဲ့ပြန်ပါဗျ။ဥပဒေအကြောင်းအရအရေးယူမှုစတင်နေပြီလို့ဆိုပါဗျ။အနာရှိတဲ့လူတဦးဟာ ရာထူးလွတ်လပ်ခွင့်နဲ့လူအများရှိထွက်ပြက်ခွင့်စတာတွေအပါအဝင် အရာရာကိုဆုံးရှုံးနိုင်တယ်လို့ပြောခဲ့ပါတယ်။သူမကထိုင်လန်ဆရာတခုကိုလည်းသတိပေးခဲ့ပါသေးတယ်။သူတို့ရဲ့ရာဇဝမှုတွေကိုဖုံးကွယ်ဖို့အတွက်ဘီဂျင်းရဲ့ခွန်ကိုရှိအမှုပညာပြတ်ခမ်းထဲမှာတချို့ပျက်စီးတွေကိုတော့မိရှုဖြက်စီးမယ်လို့ပြောခဲ့ပါဗျ။မကြာခင်မှာပဲတရုတ်ပြည်ကဗီဒီယိုတွေအွန်လိုင်းမှာပေါ်လာပါဗျ။အလုသမားတွေဟာထူးဆန်းတဲ့အမှုပညာတင်ဆက်မှုတစ်ခုကိုဖြိုချနေတာကိုလို့တချို့ကရိုက်ကူးထားခဲ့ပါဗျ။ ဒါဟာရုပ်ပိုင်းဆိုင်ရာတက်တွေတွေကိုဖုံးကွယ်ထားတယ်လို့လူတွေကယုံကြည်ခဲ့ကြပါတယ်တချိန်တင်းဒီပါမှာပဲရှန်တုံးပင်နဲ့ဇီပိုးမြို့မှာလှုပ်ဝဆန်းကျဲတဲ့ဆက်ယုံမီးလောင်မှုတွေစတင်ခဲ့ပါတယ်။ဒီဆက်ယုံတွေကိုရွမ်မန်လုံနဲ့တခြားလူငယ်တရုတ်ဆောင်တွေရဲ့နာမည်နဲ့မှတ်ပုံတင်ထားခဲ့တာပါ။ဒီဆက်ယုံတွေဟာကာကွယ်ရေးစာချုပ်တွေနဲ့ဆက်ဆက်နေတယ်လို့လူတွေကပြောခဲ့ကြပါတယ်။တရားဝင်အဖြေကိုဘသူမှမပေးခဲ့ပါဘူး။အွန်လိုင်းရှာဖွေမှုတွေပိတ်ဆို့ခံခဲ့ရပါတယ်။ ဇူပူမီးလောင်မှုဆိုတဲ့စကလုံးဟာတရုတ်ပြည်မှာတော့ဓာတ်မြက်စကလုံးဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူတို့အမှန်တရားကိုဖုံးကွယ်ဖို့စ조사လေလှုပ်ဝက်ချက်တွေပူထွက်ပေါ်လာလေဖြစ်ခဲ့ပါတယ်။ဒါဟာမြောက်မှာမနေချင်တဲ့ပြာမှုတ်တွေလိုပါပဲ။ရွေးမလုံလိုဟန်ဆောင်ခဲ့ဖို့တဲ့တန်တရားရှိသူဆွင်းရင်ဟာသူမထိန်ချုပ်ထားတဲ့ဖြူဖြူရေးလောကကလှုပ်ဝက်ကွန်ရက်ကိုဖွင့်ချခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။ဟက်ကာတွေကသူမရဲ့ကွန်ပျူတာထဲမှာဖိုင်တွေကိုရှာတွေ့ခဲ့ပါတယ်။ ဖိုင်ထဲမှာနာမည်ပေါင်း600ခန့်ပါဝင်တဲ့စရင်တစ်ခုရှိခဲ့ပါတယ်။ဒါအပြင်တည်ဆုံသူစရင်တစ်ခုလည်းရှိခဲ့ပါတယ်။နာမည်38ခုမှတ်သားထားပါတယ်။စလင်ဦးကိုဆောင်ရွက်ပြီးလို့ရေးသားထားပါတယ်။ရှစ်ဦးကိုတော့မတော်တဆမှုလို့ရေးထားပါတယ်။ကိုဦးကိုတော့ဆိုင်ငံ့လို့ရေးသားထားပါတယ်။ရွေးမန်လုံးရဲ့နာမည်ပေးမှာတော့အနေရောင်ကြက်ချီခက်ကြီးတစ်ခုရှိနေခဲ့ပါတယ်။ ရွှေမန်လုံကတော့ရီယန်ချီယန်ရှီဟာနောက်ထပ်သားကောင်ဖြစ်လာနိုင်တယ်လို့လည်းပြောခဲ့ပါဗျ။လူကြည်များတဲ့ပြည်သက်တွေကရီယန်2025ခုနှစ်ဖြိုဖီပွဲဟာထူးဆန်းပြီးကြောက်စရာကောင်းတဲ့ပုံရိပ်တွေပါဝင်နေတာကိုသတိထားမိခဲ့ကြပါဗျ။ဒါဟာတဆေလိုအရိပ်တွေနဲ့ဒလင်ထုံတန်းအရဖြိုးဖြင်းမှုတစ်ခုလိုဖြစ်နေခဲ့ပါတယ်။ဇင်းင်းထဲကနောက်ထပ်နာမည်တစ်ခုကတော့ချူဖောင်ဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့နှစ်က ရုတ်တရက်သေဆုံးခဲ့တဲ့အသက်27နှစ်အရွယ်ရှောင်းလင်းဘုံတော်ကြီးတစ်ပါးပါ။ လူအများအပြားမှမိခွင်းတွေရှိနေစေပါ။သူမတိဆုံးခင်မွေးနေ့တက်ရိုက်ထုတ်လွှင့်မှုအတွင်းမှာသူငူခဲ့ပြီးရှင်းပြဖို့အရန်ရှုပ်ထွေးတယ်လို့လည်းပြောခဲ့ပါဗျ။သူအဖုန်ကြီးចောင်းဟာလူတွေထင်ထားသလိုမဟုတ်ဘူးလို့လည်းပြောခဲ့ပါသေးတယ်။သူဟာနိုင်ငံကောင်းဆောင်တွေနဲ့အတူနိုင်ငံခြားခီးတွေသွားခဲ့ဖူးတယ်လို့လည်းပြောခဲ့ပါဗျ။အဲ့ဒီကလေးကလူတွေဟာသူ့ရဲ့စကားတွေကိုအံ့ဩနေခဲ့ကြတာပါ။ကျူဖန်ဟာအသက်73နှစ်အရွယ်မှာရှောင်းလင်းဘုံကြီးကျောင်းကိုဝင်ခဲ့ပါတယ်။သူ့ရဲ့လေ့ကျင့်ခန်းဗီဒီယိုတွေကိုအွန်လိုင်းမှာမြဝေရာကနေနာမည်ကြီးလာခဲ့တာပါ။ ရွေမလုံအမှုပေါ်လာပြီးတဲ့နောက်ဂျုံဖောင်ရဲ့တေဆုံမှုနဲ့ပတ်သက်ပြီးမိခွန်းအသက်တွေထပ်မံပေါ်ပေါက်လာခဲ့ပါတယ်။ဒေါအူဝိငင်ပညာရှင်တဦးကဂျုံဖောင်ရဲ့ဝိငင်နဲ့စကားပြောခဲ့တယ်လို့ဆိုပါတယ်။ဂျုံဖောင်ရဲ့ဝိငင်ဟာဒေါတာအပြင်နဲ့ရှိနေတယ်လို့လည်းသူမကပြောခဲ့ပါတယ်။ဂျုံဖောင်ဟာကားမတော်တဆမှုနဲ့တေဆုံခဲ့တာမဟုတ်ဘူးလို့ဆိုပါတယ်။သူမထွက်ခွာသွားခင်မှာတဆုံတဦးကသူ့ကိုစီးထိုးခဲ့တယ်လို့လည်းပြောခဲ့ပါတယ်။သူတဖြည်းဖြည်းချင်းတရီလက်သွားပါတယ်။ သူသတိလက်နေတဲ့အချိန်မှာတစုံတူကခွင့်စိတ်မှုပြုလုပ်ခဲ့ပြီးသူဝင်ငင်ခန္ဓာကိုအစက်အပိုင်းတချို့ကိုနိုင်ငံတကာကဖြိုဖြီးနာမည်ကြီးကျယ်ပွန့်တူအတွက်အသုံးပြုခဲ့တယ်လို့ဆိုပါတယ်သူဝိငင်းလွှင့်ပြန်သွားချိန်မှာတော့သူခန္ဓာကိုယ်ကအခွန်တသက်ဖြစ်သွားခဲ့ပါတယ်။ဒီဖြစ်စဉ်ဟာရက်ဆက်တယ်လို့ချုံဖန်ကပြောခဲ့ပါတယ်။အဲ့ဒီကျဲပွန့်ဟာဂျက်မာလာခဲ့ပြီးမဲ့ဝိငင်းလောကကဒလူရာဇဝမှုတွေကိုအပြစ်မပေးဘဲလွှတ်ထားမှာမဟုတ်ဘူးလို့ဆိုပါတယ်။ကလေးအစားချိန်မှုရောက်လာလိမ့်မယ်လို့သူကပြောခဲ့ပါတယ်။ ဒီအရာတွေအားလုံးဟာရွေမာလုံးခြံထားခဲ့တဲ့မိခွန်းတစ်ခုစီကိုပြန်ရောက်လာပါတယ်။ဒီအရာအားလုံးဖြစ်ပျက်အောင်ဘသူကခွင့်ပြုခဲ့တာလဲ။အခုဒီဇလန်ကနိုင်ငံရေးဘက်ကိုပြန်လှည့်လာပါပြီ။စတုထအကျင်းအပြည့်အဝအစီအဝေးပွဲမှာရှီကျင်ပြင်ဖဲထုတ်ခံရပြီးတဲ့နောက်သူ့ရဲ့ပြမဆုံးစမ်းသပ်မှုဟာလင်းမြန်စွာရောက်လာခဲ့ပါတယ်။ဒါကတော့တောင်ကိုရီးယားမှာထရမ်နဲ့တွေ့ဆုံခြင်းပါပဲ။တရုတ်ကရှီကျင်ပြင်ကကမ္ဘာအလဲမှာဂုံတိုက်ခါရှိနေသေးတယ်ဆိုတာပြသချင်းခဲ့ပါတယ်။ဒါပေမဲ့အဆန့်ကျင်ဘက်ဖြစ်ခဲ့ပါတယ်။ ဗီရိုအတူလေးတစ်ခုဟာလိုချင်များသွားခဲ့ပါတယ်။ထရမ်ကရှီဂျင်ဖင်ကိုတက်ကြွစွာနှုတ်ဆက်ခဲ့ပါတယ်။လက်ကိုလည်းခိုင်မြဲစွာလှုပ်ပြီးယုံကြည်မှုအပြင်းနဲ့အစကားပြောပါတယ်။ရှီဂျင်ဖင်ကတော့ပင်ပန်းနွမ်းနဲ့နေပြီးစိတ်ပါဝင်တစားမှုမရှိတဲ့ပုံပေါက်ပါတယ်။ယဉ်ကျေးတဲ့စကားအနေငယ်သာပြောခဲ့ပါတယ်။သူမျက်နှာကဘာမှခံစားချက်မရှိဘဲမျက်လုံးကလည်းအောက်ကိုငုံကြည့်နေခဲ့တာပါ။ထရမ်ကသူ့ကြောကိုထိလိုက်တဲ့အခါမှာတော့ရှီကျင်ဖင်ရဲ့ခန္ဓာကိုယ်ဟာထိတ်လန့်သွားသလိုမျိုးတောင့်တင်းသွားခဲ့ပါတယ်။ တရုတ်နိုင်ငံပိုင်ရုတ်တံလိုင်းတောင်ရှက်ရွင့်သွားဟန်တူပြီးဗီရိုကို3စက္ကန့်လောက်သာဖျက်တော့ပြတ်သားခဲ့ပြီးပါတယ်။တရုတ်မှာအစည်းအဝေးပွဲမှာတော့ကွာချားချက်ကပိုပြီးရှင်းလင်းလာပါတယ်။ထရမ့်ကစာရွက်မပါဘဲတဘာဝအတိုင်းလက်တန်းစကားပြောပါတယ်။ရှေ့ကျင်ပြင်ကတော့အစလုံးကြီးကြီးတွေရေးထားခဲ့တဲ့ A4 စာရွက်နှစ်ရွက်ကိုကင်ထားပြီးအမဲဖတ်နေခဲ့ကမော့ကြည့်တာမျိုးမရှိခဲ့ပါဘူး။ Trump ကတော့မထိန်ချုပ်နိုင်တဲ့သူတအုပ်ကိုရင်ဆိုင်နေရတယ်လို့မျိုးစိတ်မရှိတဲ့ပုံပေါ်ခဲ့ပါဗျ။ ထိတ်သည့်အစည်းအဝေးမတိုင်မီထရမ်ကအမေရိကန်ပြည်ထောင်စုဟာနျူကလ িয়ার စမ်းသပ်မှုကိုပြန်ဆမယ်ဆိုတဲ့ရုတ်တရက်ထုတ်ပြန်ချက်ကိုထုတ်ခဲ့ပါတယ်။ဒါဟာစမ်းသပ်မှုတစ်ခုပါ။ရှီကျင့်ဖင်ကပြင်းပြင်းထန်ထန်တုံ့ပြန်မလားဒါမှမဟုတ်တိတ်ဆိတ်နေမလားဆိုတာကိုစောင့်ကြည့်ခဲ့တာပါ။ကင်မရာတွေလှည့်ပတ်နေချိန်မှာတော့ရှီကျင့်ဖင်ကတိတ်ဆိတ်နေခဲ့ပါတယ်။စန္ဒပြပြမဲ့အစားကာဇာနဲ့အရှိတောင်အာရှမှာငိမ့်ချက်ရဲ့အတွက်ထရမ်ရဲ့ကျူးပမှုတွေကိုချီးကျူးခဲ့ပါတယ်။သူ့ရဲ့အပြုတ်အမူကအားနည်းချက်ကိုပြသနေပြီးစွမ်းအားကိုပြသချင်းမဟုတ်တော့ပါဘူး။ နောက်ထပ်အရှက်ရစာတစ်ခု ပေါ်လာခဲ့ပါတယ်။ဒီအစီအဝေးကိုတောင်ကိုရီးယားက King Hell Related အခြေစိုက်စခန်းအတွင်းမှာကျင်းပခဲ့တာပါ။ဒီအခြေစိုက်စခန်းကို American တပ်တွေကတစိုက်တစ်ပိုင်းစီမံခန့်ခွဲထားတာပါ။ Trump ကဒီနေရာကိုရွေရွေချက်ရှိရှိရွေးချယ်ခဲ့တာပါ။ဒါက American အတွက်အင်ကွင်းပွဲလိုဖြစ်သွားခဲ့ပါတယ်။ Trump ကအရင်ရောက်လာပြီးစီကျင့်ပြင်သူ့စီလျှောက်လာတာကိုစောင့်နေခဲ့ပါတယ်။ဒါကဘယ်သူကထိန်းချုပ်ထားတယ်လဲဆိုတာကိုပြသတာမျိုးဖြစ်ခဲ့ပါတယ်။ တောင်ကိုရီးယားမီဒီယာတွေကလည်းဒါကိုသတိထားမိခဲ့ကြပါတယ်။တရုတ်ကောင်ဆောင်တအုပ်အနေနဲ့နိုင်ငံခြားဆက်အခြေစိုက်တခန်းတစ်ခုအတွင်းမှာထိတ်သည့်အစီအဝေးကျင်းပတာဒါပထမဆုံးဖြစ်တယ်လို့သူတို့ကပြောခဲ့ကြပါတယ်။တန်ချုံမှုနဲ့လေးစားမှုကိုနှစ်သက်တဲ့သူတဦးအတွက်ဒီနေရာကိုသဘောတူလိုက်တာဟာသူ့ရဲ့ရာထူးဘလောက်အားနည်းနေတယ်ဆိုတာပြတ်သက်နေပါဗျ။နောက်ဆုံးမှာတော့အစီအဝေးရဲ့ရလဒ်တွေထွက်ပေါ်လာပါဗျ။ထရမ့်ကထိတ်သီးအစီအဝေးဟာအောင်မြင်တယ်လို့ပြောခဲ့ပြီးဆယ်မှတ်မှာဆက်နှမှတ်ပေးခဲ့ပါဗျ။ ကောင်းစင်တိုင်းနေပါသဘောတူညီမှုရရှိခဲ့တယ်လို့လည်းပြောခဲ့ပါဗျ။နှစ်ဖက်သဘောတူညီခဲ့တာတွေကတော့နံပါတ်၁ရှားပါမီတပ်တူတွေနဲ့ပတ်သက်ပြီးတရုတ်ကပူကုံကန့်သက်ချက်တွေကိုတနည်းရွှေ့ဆိုင်းပေးပါမယ်။နံပါတ်1စိုက်ပျိုးရေးအနေနဲ့ကတော့တရုတ်ကအမေရိကန်ပဲပုတ်တစ်နှစ်ကိုတန်25တန်ကို3နှစ်တာဝယ်ယူနေရပါမယ်။အမေရိကန်စိုက်ပျိုးရေးပစ္စည်းအများစုအပေါ်အခွင့်အရေးကိုဖယ်ရှားပေးပါမယ်။နံပါတ်3ဖန်တနည်းပြုတ်လို့ရမှာ3နဲ့ဒါတို့ပစ္စည်းတွေရဲ့ပုံကုံအပေါ်တရုတ်ကထိန်းချုပ်မှုမြင့်တင်ပေးပါမယ်။ အမေရိကန်ကဆက်ဆက်အခွင့်အရေးကို10ရာခိုင်နှုန်းလျှော့ချပေးပါမယ်။တရုတ်ကုန်ပစ္စည်းတွေရဲ့ပြင်းပြအခွင့်ဟာ58ရာခိုင်နှုန်းကနေ48ရာခိုင်နှုန်းကိုကျဆင်းသွားမှာပါ။နံပါတ်၄နေပြည်တော်ပိုင်းမှာအမေရိကန်ကတရုတ်အပေါ်ပူကုန်ပိတ်ပင်မှုအသက်တွေကိုတစ်နှစ်ဆိုင်းငံ့ပေးပါမယ်။တူကွန်ပဏီတွေဟာ Navida လို့ American Chief Company တွေနဲ့စကားပြောနိုင်ပါမယ်။နှစ်ဖက်စလုံးကတစ်နှစ်တာအတွက်တူဦးရဲ့သင်္ကေတတွေအပေါ်သင်္ဘောစိတ်ကန်းခါတွေကိုရက်ဆိုင်ပေးရပါမယ်။ လှုပ်ဝက်သဘောတူညီချက်နှစ်ခုလည်းရှိပါသေးတယ်။တရုတ်ကယူကရိန်းအရေးအခင်းကိုဖိရှင်းဖို့ကူညီပါမယ်။တရုတ်ကအလက်စကာကနေရေနံနဲ့တဘာဝတံငွေဝေယူဖို့စွန့်အင်သဘောတူညီချက်အသက်တခုလက်မှတ်ရေးထိုးပေးပါလိမ့်မယ်။ဒါပြင်နှစ်ပေါင်းများစွာအတွင်းပရမဆုံးအကြိမ်အဖြစ်ထိုင်ဝမ်အကြောင်းမဖော်ပြခဲ့ပါဘူး။တရုတ်ကကုန်သွယ်ရေးဆွေးနွေးပွဲတွေမှာထိုင်ဝမ်ကိုထည့်သွင်းရမယ်ဆိုတဲ့အစည်းအမင်းကိုပယ်ဖျက်ခဲ့ပါတယ်။ဒါဟာကြီးမားတဲ့အပြောင်းအလဲပါ။ အရင်ကဆိုတာမျိုးဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး။နောက်ဆုံးမှာတော့ Trump ကအခွင့်နည်းနည်းပဲ short ချက်ပေးခဲ့ပါဗါး။ဒါပေမဲ့သူရခဲ့တာကတော့စီးပွားရေးအ short ပေးမှု၅ခုနဲ့မဟာဗျူဟာမြောက် short ပေးမှု၂ခုပါ။တန်တမာရေးရာအရာတာဟာတရားမျှတတဲ့ဂုံသွယ်မှုမဟုတ်ပါဘူး။ဒါဟာအောင်ပွဲဖြစ်ပါတယ်။တခြားနိုင်ငံတွေစီပေးလိုက်တဲ့ message ကရှင်းလင်းပါတယ်။အမေရိကန်ကတရုတ်ကိုဥတီချက်ပြောင်းဖို့အတင်းအကျပ်လုပ်ခဲ့ပြီးရှီကျင်းပြင်ကလက်ခံလိုက်ပါတယ်။ဒါဆိုဘယ်သူနိုင်တယ်လဲ။အဖြေကရှင်းပါတယ်။ ရှင်းချင်းဖြင့် trend တွေးဆမှုကလုံးဝပြောင်းပြန်ဖြစ်သွားတာကိုပြသခဲ့ပါတယ်။တရုတ်ရဲ့အားကောင်းတဲ့ပုံရိပ်ဟာတိတ်ဆိတ်တဲ့နာခံမှုအဖြစ်ပြောင်းသွားခဲ့ပါတယ်။ရှင်းချင်းဖြင့်သာအကျွေးမဲ့အာနာကိုစက်ကင်ထားသရင်ဒါဟာဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။ဒါဆိုဘာကြောင့်အရာရာကိုသဘောတူလိုက်ရတာလဲ။ဘာကြောင့်နှုတ်ဆုတ်လိုက်ရတာလဲ။ဒီဖြစ်ရပ်ကတရုတ်ပြည်တွင်းကတကယ်အာနာဟာပြောင်းလဲသွားပြီဆိုတာကိုငုံပြနေပါတယ်။ပါရီဆက်ဖြစ်လာမလဲဆိုတာကိုကဘာကစောင့်ကြည့်နေပါတယ်အဆုံးထိကျေးဇူးအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်